င်္ဂလာပါဒီဟာက real video အနေရထားတဲ့ကျွန်တော်ရဲ့ဝင်ငွေပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ December 22ရက်ကနေ January 17ရက်အတွင်းပေါ့နော်28ရက်အတွင်းတလအတွင်းဆိုပါတော့တလအတွင်းရထားတဲ့ဝင်ငွေပမာဏပဲဖြစ်ပါတယ်ဆိုတော့အခုလိုဝင်ငွေရအောင်အခုလို ရေကနဲ့ပတ်စံရအောင်ဘယ်လိုလုပ်တယ်လဲဆိုတဲ့ဒီလမ်းကိုကျွန်တော်အကြံဖြင့်ရှင်းပြပေးခြင်းပါတယ်ဆိုတော့ real video ကဘယ်လိုမျိုး view တွေများလာအောင်လုပ်ပြီးမှဘယ်လိုမျိုးဝင်ငွေတွေများလာအောင်လုပ်မလဲဆိုတာကကြတော့ဘာနဲ့ဆိုင်သွားတယ်လဲဆိုရင်အဲ့ဒီကိုရိုက်ထားတဲ့ video ဟာအကောင့်နဲ့အကြောင်းအရာဖြစ်ဖို့လိုတယ်ဥပမာအာဒီဘုဒ္ဓတရရစေတဲ့အကြောင်းအရာဖြစ်သလားအာဟာတဖြစ်သလား ပြီးတော့ဒီအယတာပိုင်းဆိုင်ရာစသဖြင့်ပေါ့နော် knowledge တခုခုကို message တခုခုအာရီမောစေတဲ့အရာတခုခုလူကိုစိတ်ကျဉ်းနှမှုတခုခုပေးစွမ်းနိုင်တဲ့ဗီဒီယိုဖြစ်ဖို့လိုပါတယ်အဲ့လိုဗီဒီယိုဖြစ်မှသာလင်ဒါ view များမယ် share ရတဲ့သူလည်းများမယ်လူတွေစိတ်ဝင်စားမှုလည်းရှိလာမှာပေါ့နော်ဆိုတော့အဲ့ဒီဟာကိုစဉ်းစားတက်ဖို့လိုတယ်ဖုန်းနဲ့တခုခုကောက်ရိုက်လိုက်တာနဲ့အာဗီဒီယိုတော့ဖြစ်သွားပေမဲ့တန်ဖိုးရှိတဲ့ content တော့ဖြစ်မသွားဘူးအဲ့ဒါကိုနားလည်ဖို့လိုတယ် ဲ့တော့ view များဖို့အတွက်ကြတော့ဆောနာပြောတဲ့အတိုင်းပဲဒီ content quality ကောင်းဖို့လိုအပ်ပါတယ်အကြောင်းအရာပြည့်စုံဖို့လိုအပ်ပါတယ်အဲ့ဒါတွေကိုအနားလည်မှအဲ့ဒါအဲ့လိုအကြောင်းအရာပြည့်စုံအောင်တန်ဖိုးရှိတဲ့ content ဖြစ်လာအောင်ဖန်တီးနိုင်မှသူက view တွေများလာတာပေါ့နော်ဆိုတော့အာသာချက်တစ်ခုကဆောနာပြောပြတဲ့ဒီ content ကအရန်ကိုကောင်းမွန်တဲ့အကြောင်းအရာတွေကိုဖော်ပြနေတဲ့ video ဖြစ်နေတယ်ဆိုလို့ရှိရင် follower လည်းဒုံထိုး တက်လာမှာဖြစ်တယ် follower လည်းတက်လာမှာဖြစ်တယ်လို့ view လည်းတက်လာမှာဖြစ်တယ်နောက်ပြီးတော့ဒီ real setup ဘောနော်ဒီ monetization ရှော့ဖို့အတွက် real setup လည်းပွင့်လာဖို့အတွက်ရာခိုင်နှုန်းပုံများတာဗောနော်နေ့စဉ်ကိုရဲ့ activity လေးတွေအလုပ်ခွန်ထဲမှာလမ်းသွားလမ်းလာမှာလူတွေစိတ်ဝင်စားဖွယ်ကောင်းတဲ့အရာပေါ့နော်အာဖြစ်ပြနေတဲ့အဖြစ်ပြတစ်ခုခုကိုကျွန်တော်မှတ်တမ်းတင်နိုင်မယ်ဆိုရင် view များလာမှာဖြစ်တယ်အဲ့ဒါအနေနဲ့တစ်ဆင့် အာ follower တွေတက်ရင်းနဲ့မှ ဝင်ဝင်လေးရလာမှာဖြစ်တယ်ဒါ real video ရဲ့အတာချက်ပဲဖြစ်တယ်ဆိုတော့ဥပမာ all in one monetization ဖြစ်တဲ့ဒီ content monetization ဒါကြတော့ဓာတ်ပုံတင်လည်းရတယ်စာရေးရင်လည်းရတယ်ဒီ story ပုံတင်လည်းရတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေ မပွင့်လာသေးဘူးဆိုလို့ရှိရင်ကျွန်တော်က monetization တစ်ခုခုပွင့်လာအောင်ဒီဇိုင်းမှလုပ်စေချင်တာကြတော့ real ပေါ့နော်ကျွန်တော် real ပဲအဓိက recommend ပေးချင်တယ် content monetization မပွင့်ဒီတိုင်အောင် real တစ်ခုပွင့်တော့မတော်တော်လုပ်ဖြစ်တယ်ဆိုတော့ဆောနာကျွန်တော်ပြပြတဲ့ကျွန်တော်ပြထားတဲ့ဟာကဒီ real တစ်မျိုးတည်းပဲဝင်တဲ့ဝင်ငွေပဲဖြစ်တယ်ကျွန်တော်ဟာပေါ့နော် ဆိုတော့ပြောချင်တာက real တစ်ခုနဲ့လည်းရက်တီလို့ရတယ်ကိုကတစိုက်မမတ်ဖန်တီးမယ်ဆိုလို့ရှိရင်အဲ့တစ်ခုနဲ့ကျွန်တော်တို့စားတောက်လို့ရတယ်အရက်တီလို့ရတယ်ဗောနော်အဲ့ဒါကြောင့်မလို့ real ကို ဖန်တီးစေချင်တယ်တကယ်လို့အဲ့ဒီထက်ပုံမူပြီးသိချင်တယ်တက်ချင်တယ်နားလည်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်စီမှာကိုယ်တိုင် လာရောက်ပြီးမှသင်ယူလေ့လာလို့ရပါတယ်ဆိုတဲ့အကြောင်းလည်းပြောချင်ပါတယ်ဆွမ်းနာပြောပြထားတဲ့ဟာက အခြေခံအကြဆုံးဗောနော် လုံးဝမသိသေးတဲ့သူတွေတပည့်ရွယ်ပါတယ်တပိသားတပိသားလုံနေပိသားသူတွေအတွက်တော့မဟုတ်ဘူးပေါ့နော်အခုမှစိတ်ဝင်စားတဲ့သူတွေအခုမှစတင်လှုပ်ဆောင်မဲ့ကြံရွယ်တဲ့သူတွေနေနဲ့ဘာလုပ်ရမလဲမသိတဲ့သူတွေအတွက်ပေါ့နော်ဒါအခြေခံကြားတဲ့ဟာကိုကျွန်တော်ရှင်းပြပေးတာဖြစ်တယ် Facebook ကသတ်မှတ်ထားတဲ့ policy တွေရှိတယ် monetization ရှောက်ဖို့ qualify ဖြစ်ဖို့အတွက်ကို Facebook ကသတ်မှတ် ားတဲ့ဒါစံချိန်စံနှုန်းတွေရှိပါတယ်ဆိုတော့အဲ့ဒါတွေအကုန်လုံးကိုက်ညီဖို့လို့လိုပါတယ်ဒါကြတော့ဒီမှာမပြောတော့ဘဲနဲ့ပေါ့နော်တကယ်သိချင်တယ်ဆိုလို့ရှိရင်ဇွန်နာပြောတယ်လို့ကျွန်တော်စီမှာကိုယ်တိုင်လာရောက်ပြီးမှတင်ယူလေ့လာမေးမြန်းလို့ရပါတယ်ဆိုတော့ပြောတဲ့လောက်မလွယ်တယ်လို့အရင်လည်းမခက်ရင်ပါဘူးကျွန်တော် idea တစ်ခါပွင့်သွားပြီဆိုလို့ရှိရင်ပေါ့နော်ဘလို့လောက်ရမလဲဘာလောက်ရမလဲဆိုတဲ့ idea တခါပွင့်သွားပြီတခါလမ်းကြောင်းပွင့်သွားပြီဆိုလို့ရှိရင်တော့ ဖြောင်းသွားရေပေါ့နော်တောက်လျှောက်လှုပ်ဆောင်ဖို့ပဲလိုတော့တယ်ဆိုတော့ဟုတ်ပြီအာ real video ကိုအမှန်တကယ်စိတ်ဝင်စားတယ်ဘလို့စလောက်ရမလဲဆိုတာမသိတဲ့သူတွေပေါ့နော်တကယ်လို့ကျွန်တော်နဲ့အနီးနားမှာရှိတဲ့သူတွေအနေနဲ့သင်ယူခြင်းနဲ့လေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်စီမှာကိုယ်တိုင်လာရောက်ဝင်မှမေးမြန်းသင်ယူလေ့လာလို့ရပါတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်ပြောပြခြင်းပါတယ်အားလုံးပဲကျေးဇူးပါ